အင်္ဂလာပင်လယ်အော်ကမုံတိုင်းကြောင်းပဲအခုပဲမြန်မာနိုင်ငံသူရေကြီးပြီးတော့ပြည်သူတွေအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။အိန္ဒိယနဲ့မြန်မာမိုးစလာကထုတ်ပြန်တဲ့ခံမှန်းချက်အတိုင်းပါပဲအကောင့်တွေလီပီးယားနဲ့ရဝန်ဟာအိန္ဒိယဘင်္ဂလားဒေ့ရှ်နဲ့ဆက်အနီးကမ်းခြေကိုကြကြုံဝင်ရောက်ခြင်းမပြုမိအချိန်တို့အတွင်းမှာပဲမုံတိုင်းအစဉ်ကိုရောက်ရှိသွားပြီလေဖြစ်ပါရီဂုံရင်းကိုဝင်ရောက်ပြီးတဲ့အခါဆက်လက်ရွေ့လျားမယ်လမ်းကြောင်းရမုံတိုင်းအကျဉ်းချံ ိန်တိုက်တွေက Sky Tide အထက်ပိုင်းနဲ့ကချင်ပြည်နယ်ကိုဥတီ၍ရနိုင်မှာဖြစ်တဲ့အတွက်ချင်းနေမြဖြာပိုင်းနဲ့ AR မြဖြာပိုင်းတွေမှာမိုးများရွာမှာမိုးအလိုများမေမိုးကြီးချိန်ဆက်လက်မကျော်အထိရွာနိုင်ပြီးမြဖြာပိုင်းကသစင်အောက်ဘက်မြေရီရုပ်တဲ့မြစ်တက်လာနိုင်တာကြောင့်ပြည်သူတွေအထူးဂရုစိုက်ကြပါဒါတွေကတော့မလို့တော့ပညာရှင်ဦးနိုင်ရဲ့ထုတ်ပြန်ချက်တွေပါမိုးစလာရဲ့ထုတ်ပြန်ချက်ကိုအရေးပေါ်ပြန်လည်တင်ဆက်ပေးပါမယ်။ဘင်္ဂလားပြည်လော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ် ကမ်းခြေကိုဝင်ရောက်ပြီးဖြစ်၍မြောင်းငံကိုဝင်ရောက်မှုမရှိသဖြင့်အဝါရောင်အစင်ပဲတတ်မှတ်လိုက်ကြောင်းမိုးလေဝသနှင့်ဇလာဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပြီဖြစ်ပါသည်။ဆိုပါမုန်တိုင်းဟာမြောက်ရွံ့ရွံ့ကိုရွေလျားနိုင်ပြီးနောက်ထပ်၁၂နှစ်အတွင်းအာကောင်တဲ့မုန်တိုင်းငယ်ဖြစ်ရောက်ရှိကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကိုဆာဂါဂျွန်းနှင့်ခီပူပါယိုမြို့တို့အကြားမှဖျက်ချနိုင်ကြောင်းခံမှန်းချက်အရသိရပါသည်။မုန်တိုင်းငယ်ရဲ့အချိန်ကြောင်းမေလာ၂၉ 30 34ဇွန်လနေ့နေ့အတွင်းနေပြီးတော့ရောင်ကုန်မန္တလေးပဲခူးမကွေးစကိုင်းတိုင်း ARD တိုင်းတလင်းတိုင်းတိုင်းနဲ့ကချင်ကရခရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာမိုးကြီးပြီးတော့တော်တော်လေးကိုဒီသူတွေရေကြီးရှမ်းမှုကြီးဆက်ရမှာဖြစ်ကြောင်းလေးသိရပါရဗျာ။ မြို့ဝချုံပေါ်ရခိုင်ကဲယုန်တဲ့လျှောက်နဲ့ကမ်းလွန်ပြည်လင်းပြည်တို့မှာတော့မချကနာမိုးသက်လေပြင်းများကြောက်ရောက်ပြီးလိုင်းအလွန်ကြီးမှဖြစ်ပြီးရေပြင်းမြေပြင်းလေဟာတနအိုင်ကိုမိုင်း50အထိတိုက်ခိုက်နိုင်ကြောင်းနဲ့လိုင်းမြေမှာမြို့ဝချုံပေါ်ရခိုင်ကဲယုန်တဲ့လျှောက်နဲ့ကမ်းလွန်ပြည်လင်းပြည်တို့မှာဆလီပီမှာ16ပီထိရှိနိုင်တာဖြစ်တဲ့အတွက်ငါဖန်တင်ပေါ်များအထူးကူဆိုင်ကြဖို့တော့မိုးစလာကအတည်ပြုထားပါရဲ့ဗျာ